ဒီပိုလာဝဝန်ကြီးဟာလူသားတွေအမြင်နဲ့ကြည့်ရင်တနာညာတာချင်းမရှိတဲ့လောက်ရက်တစ်ခုကိုလှုပ်တော်မှာပါရေခဲပြင်ပေါ်မှာ တကောင်နဲ့ဖြစ်နေတဲ့ဖြံပေါက်စာလေးကိုအစာအဖြစ်ကိုက်ချီယူဆောင်သွားပါတယ် ring sea လို့ခေါ်တဲ့ဖြံမိခင်ကြီးဟာ သူ့ကလေးကိုရေခဲပြင်ပေါ်တကောင်နဲ့ထားခဲ့ရုံကလွဲပြီးဘာမှမတန်နိုင်ရှာပါဘူးဟိုးရင်တော့ဆိုရင် ဖြံမကြီးဟာရေခဲတူထဲမှာဂူပေါက်ဖောက်ပြီးကလေးကိုထားမှဖြစ်ပေမဲ့အခုတော့ရေဒီခဲတာဟာ အရန်နောက်ကျပြီး ရေခဲပြင်ကလည်းအရန်ပါလွှာသေးတာကြောင့်သူကလေးလေးကိုဟင်းလင်းမြင်းကြီးမှတကောင်းနဲ့ထားပစ်ခဲ့ရပါတယ်။အခုလိုပြောင်းလဲမှုတွေဟာဝဝွန်ကြီးတွေအတွက်တော့အခုချိန်မှာအကျိုးရှိနိုင်ပေမဲ့ရေချီမှာတော့ရေခဲပြင်ပါလွှာမှုကြောင့်သူတို့အတွက်အရေးပါဆုံးတားကောင်းလေးရဲ့ပျက်စီးမှုဟာသူတို့ကိုပါထိခိုက်လာနိုင်ပါတယ်။ဒီနေရာမှာဖျံနေ ਉਹ ဖမ်းဆီးဖို့ချောင်းမြောင်းတိုက်ခိုက်စရာမရှိပဲဟင်းလင်းမြင်းကြီးဖြစ်နေပြီးတော့တားကောင်းရှာဖွေဖို့သူကလေးကို အစာဝဝလင်းလင်းကျွေးနိုင်ဖို့ပိုးပြီးခက်ခဲလာပါတယ်။အရွယ်ရောက်ခါစားပူလာဝဝအကောင်ပေါက်ကတော့သူ့ကိုယ်သူ တကောင်လေးရက်တည်ပြီးအစာရှာစားနိုင်မယ်လို့ထင်နေပုံပါပဲ။ရေခဲပြင်ထဲကိုခုံထိုးပြီးအစာရှာနေပါတယ်။အခုချိန်မှာဖျံနေဟာရေခဲပြင်ထဲမှာအတိုက်ဆောက်ပြီးမနေတော့တာကြောင့်သူ့မိသင်ပေးခဲ့တဲ့အရင်ကအသုံးဝင်ခဲ့တဲ့ဒီနီးလန်းဟာခုချိန်မှာဘာမှ သုံးလို့မရနိုင်တော့ပါဘူး။ပြန်လေးတကောင်ကတော့အဝေးတနေရာကနေသူတို့ကိုလှမ်းကြည့်နေပါတယ် ပိုလာဝဝံပေါက်လေးကတော့တားကောင်းမရနိုင်ပေမဲ့ဖြန်တွင်းပေါက်ဟာဘလိုပုံစံရှိတယ်ဆိုတော့မြင်ဘူးသွားမှာပါဝဝံအမေကြီးကတော့အခုလိုမြူဆိုင်ပြီးမှုံဝါးဝါဖြစ်နေတဲ့ရာသီဥတုမျိုးဟာ အမဲလိုက်လို့အကောင်းဆုံးပဲဆိုတော့သိနေပြီးအကောင်းပေါက်လေးဟာလည်းသူ့အမေရဲ့ပုံစံကိုကြည်တာနဲ့အမဲလိုက်တာစတင်တော့မယ်ဆိုတာသိနေပါတယ်အရွယ်ရောက်ပြီးသားဖြန်ကြီးတွေဟာပူလို့တောင်စားလို့ကောင်းပါလိမ့်တယ်ဝဝံပေါက်လေးဟာသူ့အမေနောက်ကနေ သူခြေလန်းတွေကိုသတိထားရင်ကတ်လိုက်သွားပါတယ်။နည်းနည်းလေးမှအတန်ထွက်လို့မဖြစ်သလိုခြေတလှမ်းမှလို့မဖြစ်ပါဘူး။သူတို့သားမိဟာတကြိမ်ထဲမှာအတူတူဖြည်းဖြည်းချင်းကတ်လျှောက်သွားကြောင်းကိုလိုပါတယ်။သူ့မိရက်တာနဲ့အကောင်ပေါက်လေးဟာလည်းလိုက်ရက်ပါတယ်။ဖြန်ကြီးနဲ့တော်တော်လေးနီးကတ်တဲ့အနေထားကိုရောက်နေပြီဖြစ်ပေမဲ့သူတို့သတိထားမိသွားတာကြောင့်ဖြန်ကရေထဲစင်းပြေးသွားပါတယ်။ဖြန်တွေကိုအမဲလိုက်တာဟာအများစုကမအောင်မြင်တာများပါတယ်။ ဝမ်အမေကြီးဟာသူ့ကလေးကိုအစာကျွေးနိုင်ဖို့အစာဆက်ရှာနေမှ ဖြစ်မှာပါဒီလိုနဲ့သူတို့အတွက်နောက်ထပ်အခွင့်အရေးတစ်ခုထပ်ရပါပြီဖြံပေါက်စာလေးတစ်ကောင်ဟာရေခဲပြင်းကြီးပေါ်မှာတကောင်နဲ့ရှိနေတာပါကြည့်အောင်တနာစရာလေးအခုလိုစားလောင်နေတဲ့အချိန်မှာအကောင်ပေါက်လေးကိုလည်းလက်လွတ်ဖို့မဖြစ်နိုင်ပါဘူးသဘာဝတရားကြီးရဲ့ရက်ဆက်မှုဟာ လူသားတွေအတွက်ကြေကွဲစရာဖြစ်ပေမဲ့ဒါဟာအစာကွင်းဆက်ရဲ့သဘောပါပဲ ရံမီကြီးဟာလည်းလှမ်းကြည့်နေုံကလွဲပြီးဘာမှမတတ်နိုင်ရှာပါဘူး။ဖြံပေါက်စလေးအပေါက်ဖောက်ထားတဲ့စီကိုအချိန်မီ ရောက်လာနိုင်ဖို့မျှော်လင့်နေပုံရပါတယ်။ဖြံလေးဟာလည်းရေခဲပြင်ကအပေါက်စီကိုဖြည်းဖြည်းချင်းရှောက်သွားနေပါတယ်။အကောင်ပေါက်လေးကိုတွေ့တဲ့ပိုလာဝေါဝေါဟာအတွေ့အကြုံမရှိသေးတဲ့အကောင်ပေါက်တစ်ကောင်ဖြစ်တာကြောင့်တွန့်ဆုတ်နေပါတယ်။ဖြံသားမီးရဲ့မျက်လုံးတွေထဲမှာကြောက်ရွံ့စိုးရိမ်မှုတွေကိုအတိုင်းသားမြင်နေရပါတယ်။ဒီလိုနဲ့ဝေါဝေါအမေကြီးရောက်လာပါပြီ။ ဒီချိန်မှာတော့ဖျံမာကြီးဟာကလေးကိုထားခဲ့ပြီးကိုလူယုံထွက်ပြေးသွားခဲ့ရပါတယ်။သူ့ကလေးလေးဟာလည်းဝဝွန်ကြီးရဲ့အစာဖြစ်ကို ရောက်ရှိသွားပါတော့တယ်။အားလုံးပဲအဆုံးအထိကြည့်ရှုပေးတာကျေးဇူးတင်ပါတယ်။